ာအင်္ဂလိပ်မြန်မာမြန်မာကဘာလို့ထည့်ပြောဆိုသူ့အတွက်သင်ရတာပဲလေမြန်မာကတော့သင်ရတာချင်းတူတူပဲဆိုအင်္ဂလိပ်မြန်မာတရုတ်ထိုင်းပေါ့နော်အင်္ဂလိပ်ကြောင်းအင်္ဂလိပ်စာတက်လို့အင်္ဂလိပ်ကြောင်းတက်လို့အများတိုင်းအင်္ဂလိပ်လို့ပြောနေတာမျိုးသူကငငယ်တည်းကမလုပ်ရဘူးလို့မှားထားတယ်မြန်မာနဲ့တွင်မြန်မာလို့ပဲပြောရမယ်အဲထိုင်းနဲ့တွင်ထိုင်းလို့ပြောဟဲ့ရဲ့ရှုပ်ဖို့ဘောဟရကရှက်ရှလာရကျုပ်ဝကကြောက်ကိုတွေ့ဘူးအမီးနဲ့မိမတက်ရင်ရပြီလို့ပဲပြောထားတယ်ကိုကတော့ သမီးသားစုမှာ၂ယောက်တည်းတော်ယူရတယ်အဲ့လို၄၅မျိုးကြာကိုလိုက်တင်ဖို့ကြာမလွယ်တော့ဘူးနော်မူကြီးဖေဖေမူကြီးမေမေဆိုပြီးတော့သူ့မျက်နှာနဲ့ပေါ့နော်ဘာဝဲဝဲအဲ့လိုချစ်ကြတယ်တစ်ခုဝဲရင်သုံးခုလောက်ဝဲ မမမမကမမမမဖိတ်ထားနော်ရမောင်းဖိတ်ထားလို့လာလာပါဟုတ်အဲညောင်းနေသူကြည့်ထားရကြတယ်ခါနေနော်အခုကပြိဿကကိုပြိဿထက်ကိုမိသားစုပြိဿကပိုများနေရတယ်နော်ကိုတယောက်အာမဟုတ်တော့ဘူးသမီးရောမိန်းမရောဆိုတော့အပူပြီးတော့ပြောရတာပါလေဒီမိသားစုဘဝလေးမှာကိုကပျော်နေတဲ့အချိန်မှာပြိဿကပါဒီမိသားစုဘဝလေးကိုချစ်ပေးရတော့ကိုကပူပြီးပျော်ရတာပါလေနော်အမေကြီးရဲ့ဖန်အပူများနေလို့နော်အမေကြီးဖန်အများကြီးပဲ ဖိဖန်တောင်များသေးတယ်ကျွန်တော်ရဲ့ကံဒီမိသားစုနဲ့မှပို့ပြီးတော့ဟိုအထက်ဆိုင်မိသားစုနဲ့ကံပို့ပြီးတော့မြင်လာတယ်ပြီးတော့ပြိသက်ကပို့ပြီးတော့ကိုယ်ချက်လာတယ်ဗောလေအဲ့တော့မိသားစုကံကိုယ်အတွက်ပို့ပြီးတော့ကောင်းတာလူတယောက်အမြင်နဲ့မောင်မြင်ဘူးဆိုတာအလုပ်တစ်ခုတည်းနဲ့လည်းပြောလို့မရဘူးလေအကံကြောင်းတရားကြီးလည်းပါတယ်သူအချိန်ခါနဲ့လည်းဆိုင်နေတာဗောနော်နောက်ပြီးတော့အဲ့ခုနပြောသလိုပြိတက်တွေကဒီဒီလိုမျိုးလေးကိုသဘောကျတယ်ဆိုတာလည်းရှိတာ哦အဲ့လိုမျိုးဆိုတော့ဒါကတော့သူ့လိုလိုဖြစ်သွားတဲ့ကံပဲပေါ့နော်ဟုတ် ဲ့ဒါကတော့လုံးဝဟိုထင်းထင်းထင်းရှားရှားတိတိတတာပါပဲအရင်တော့ကကြတော့ဒါအဲရွှေရိုး family ဆိုလို့ရှိရင်ဒါကြော်ထက်ရဲ့သမီးလေးပေါ့ရွှေမင်းရဲ့သမီးလေးဆိုပြီးတော့ဟိုအတိမိတ်ဆွေတွေရောပြိသက်တရားအဲ့လိုပဲတည်တာပေါ့နော်အခုကျတော့ဘဲသွားသွားမူကြီးဖေဖေမူကြီးမေမေဆိုပြီးတော့သူမျက်နာနဲ့ပေါ့နော်ဘာဝဲဝဲအဲ့လိုချစ်ကြတယ် တစ်ခုဝယ်ရင်သုံးခုလောက်ပဲအဲ့လိုမျိုးอ่ะအစချစ်ကြတော့ဒါကတော့ဂျင်းနူးကတနေ့ရသွားရင်ကလေးចောင်းတက်နေတဲ့ချိန်မျိုးဆိုရင်ဟဲ့မူကြီးဖိဖိလာတယ်ပေါ့နော်မူကြီးမပါဘူးလားမေးတာသူ့ပဲမေးကြတာအဲ့စပြီးတော့ပြန်ပြောရသေးရဲ့ចောင်းထားရသေးရဲ့လေဒါလည်းခုနကပြောသူရဲ့ကံပဲပေါ့လေပြိတ္တတွေချစ်ကြတယ်ဟိုမိဘတွေတွေမကဘူးဆွေမျိုးတွေတွေမကဘူးဟိုမိတ်ဆွေတငယ်ချင်းတွေရောပြိတ္တတွေရောချစ်တယ်ဆိုတော့ဒါလေးကလည်းသူ့ကံလေးပေါ့ပြီးတိပြရတာပေါ့လေ မကြဲသူ့မမေအားတော့မူကြီးရဲ့ပညာရေးအကုန်လုံးသူ့မမေပဲစီစဉ်တာဆိုတော့လေမူကြီးအခုလို့တော်တယ်ဆိုတာလည်းမမေကြောင့်ပါပဲမမေကအများကြီးသမီးလေးတို့စဉ်းစားပြီးပြီးတော့ပဲဟိုရှေ့ရေးအတွက်ကိုကိုထက်တောင်ပိုအများကြီးစဉ်းစားတယ်အဲကိုကဟိုရွှေရွှေစဉ်းစားတဲ့ပုံမှာပဲရွှေရွှေကဒါလေးလုတ်ချင်တယ်ဆိုကိုကလာတိုင်မင်းကိုကအဲ့ဒီပုံမှာပဲနားထောင်ပြီးတော့ဒါလိုက်ပတ်ပိုးပေးတာပေါ့လေသမီးရဲ့ပညာရေးနဲ့ပတ်သက်တာအကုန်လုံးကတော့ရွှေရွှေပဲဥဆောင်လုပ်နေတာပေါ့။ဒါဆိုမှဒါကိုကြီးလေးရောက်လာနောက်ဝေးရှင်နေတာပေါ့။ဆောင်းပါဘယ်နှလုံးတက်နေလဲ။ ့သူကတော့ဒါသူကအင်္ဂလိပ်မြန်မာမြန်မာကဘာလို့ထည့်ပြောဆိုသူ့အတွက်သင်ရတာပဲလေမြန်မာကတော့သင်ရတာချင်းတူတူပဲဆိုအင်္ဂလိပ်မြန်မာတရုတ်ထိုင်းပေါ့နော်ဒါတရုတ်နဲ့အင်္ဂလိပ်နဲ့မြန်မာနဲ့ကတော့သူကျောင်းကသင်ပြီးတယ်ကျောင်းကသင်ပေးတဲ့ဟာကိုရွှေရကနည်းနည်းအဲနည်းနည်းလေးအိမ်မှာပြန်လုတ်ပေးရုံပဲပေါ့နော်ထိုင်းကတော့ရွှေရတက်ပြီးတော့သူ့သင်ပေးတာပေါ့နော်ဒါပြတော့သူဆိုင်းထိုင်းဆရာမနဲ့သင်ပေးတာပေါ့အဲ့ဒါကလည်းဟိုမီရွှေရွှေရဝါသနာပါပြီးတော့တက်တယ်သူ့ကြည့်ရချိန်မှာသူကလည်းရွှေရွှေလိုဝါသနာပါနေရဆိုတော့ပံမိုးပေးပြစ်တာပေါ့အဓိကကတော့ ိုကဖြစ်စေခြင်းပဲကိုလည်းနည်းနည်းတက်ထားမှရတာလေကလေးကိုလည်းအဲအရန် post လောက်တာမဟုတ်ဘဲနဲ့ကိုတည်နေတာကို तू ကလာနာထောင်ရင်းနဲ့ထိုင်းစာနည်းနည်း तू သိသွားတာပေါ့ဟုတ်တယ်ရွှေရွှေ तू နှစ်နှစ်ခွဲသုံးနှစ်လောက်မှရွှေရွှေက ်တန်းတက်တာ online နဲ့တက်တာဆိုတော့လေချွေချွေတင်တာကို तू လိုက်နားထားမိ तू ကအဲ့မှာသဘောကျတယ်ဝါသနာပါတယ်တလုံးစားနှလုံးစားပြောတက်လာတယ်အဲ့ဒါတမီးသဘောကျလားကြိုက်လားမေမေတင်မေးမယ်ဆိုတော့ तू ကလက်ခံတော့အတင်ပေးပြတာပေါ့အခုကျတော့ပို့ပြီးတိတိကျကျတတိကျကျလေးဖြစ်အောင်ဟိုဆရာမနဲ့တင်တာပေါ့နော်ချွေချွေကျတော့ခုနပြောလို့ကိုကပဲကိုကတော့တင်နေရဆိုတော့တိတ်မတက်ဘူးလေအဲ့ဆိုတော့သူ့ကိုတေချာလေးဖြစ်သွားအောင်ပေါ့ညံကောင်းတယ်နော်သူသူဝါသနာပေါ့ညီမလေးပို့ချပို့ တော့ဟုတ်တယ်ဒီကတရုတ်ဆိုလို့ရှိရင်အရေးတွေဖတ်တယ်မတတ်ဘူးဟိုကျုပ်ရှင်ကြည့်တာငငယ်တော့တယောက်ကရမ်းကြည့်တာများတော့အဲနားလဲတယ်နည်းနည်းဘာပြန်ပြောတတ်တယ်ဒါမဲ့စာမရေးတာဖတ်တာမတတ်ဘူး။ तू ကကျတော့တယောက်စာကျောင်းမှာသင်ပေးနေတော့အဲ့ဒါလေးတော့တော်သွားတာပေါ့။ဟုတ်ကဲ့ဒါလည်းကြောင့်မကြည့်အောင်မိလိုက်ဖို့တော့ပါလိမ့်မယ်။အမီးနဲ့မိမတတ်ရင်ရပြီလို့ပဲပြောထားတယ်ကိုကတော့ ။တပည့်သားဆိုမှနှစ်ယောက်တည်းတော်ယူတော့။အဲ့လို၄၅မျိုးကြာကိုလိုက်တင်ဖို့ကြာမလွယ်တော့ဘူးနော်။အဲ့တော့မိမနဲ့သမီးပါရင်ပဲတော်တော်ရပြီလေနော်။အဲ့တော့ဒီကတော့သူ့ဝါသနာပေါ့လေကိုကမိဘဆိုပေမဲ့ကိုလှုပ်ချင်တာထက်သူဖြစ်ချင်တာကိုကိုက supporting လုပ်ပေးရတာကိုဆိုတော့သူ့ဝါသနာမပိုင်ဘာမှလုပ်လို့မရဘူးလေသင်လဲသူ့သူစိတ်ညစ်တာပဲဖတ်တယ်မဲ့တက်မှာမဟုတ်လေအဲ့တော့တချို့အရာတွေဆိုသူအားနေတဲ့အရာတွေရှိတယ်တချို့ကိစ္စတွေပေါ့နော်တချို့ဘာသာရက်တွေမှာအားနေရချင်အဲ့ဒါဆိုလို့ရှိရင်လေရွှေကအရန် push ဒါကြီးကအားနေနေတဲ့အရန်လှုပ်ဆိုပြီးတော့လှုပ်ဘူးအตาလေးပဲလှုပ်ပေးထားလိုက်တယ် အတင်းနဲ့တခါတလေပြောတယ်မူကြီးမှာကောင်းတဲ့အချက်ကအမလည်းငငယ်တည်းကတင်ပေးထားတာပေါ့နော်ဟိုအင်္ဂလိပ်ကျောင်းအင်္ဂလိပ်စာတက်လို့အင်္ဂလိပ်ကျောင်းတက်လို့အများတိုင်းအင်္ဂလိပ်လိုပြောနေတာမျိုးရှူရှူကငငယ်တည်းကမလုပ်ရဘူးလို့မှားထားတယ်မြန်မာနဲ့တွင်မြန်မာလိုပဲပြောရမယ်အဲထိုင်းနဲ့တွင်ထိုင်းလိုပြောဆရာမနဲ့တင်ဆရာမနဲ့တော့ပြောပေါ့နော်အဲအဲ့လိုမျိုးလေးတခုတော့ trainer အတွက် तू ကအဲ့လိုမြန်မာချင်းချင်းတော့ तू ကတခြားဘာသာပြောမနေဘူးကျွန်တော်တို့မိသားစုလေးကိုချစ်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်လို့ကျွန်တော်တို့မိသားစုချစ်တဲ့အတွက်ပျော်လဲပျော်တယ်ဝမ်းလဲဝမ်းသာပါတယ်လို့